မွန်ပြည်နယ်တထုံမြို့နယ်မိုးကောင်းကျေးရွာရှိရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့မိုင်းခွဲဖြက်စီခံရတဲ့ဒေသခေါ်မိုးကောင်းတရားကို မြေဖို့ပြီးသွာလာခွင့်ပြုထားတယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါတယ်။မိုးကောင်းတရားဟာပြီးခဲ့တဲ့မေ3ရက်နေ့ည7:00နာရီကျော်အချိန်ဒုတိယကြိမ်မိုင်းခွဲဖြက်စီခံရပြီးနောက်အလျား38ပေနဲ့အကျယ်48ပေရှိတဲ့တရားစင်းလုံးဖြတ်တန်းသွာလာလို့မရတဲ့အထိလုံးဝပျက်စီးခဲ့တာပါ။တရားစင်းလုံးပျက်စီးသွားပြီးနောက် စစ်ကောင်စီကမေ၄ရက်နေ့မှာတရားကိုမြေပို့ပြီးညနေပိုင်းချိန်မှာပဲကားသေးကားကြီးကစဖြတ်တန်းတော်လာခွင့်ပြုခဲ့တာဖြစ်ပါတယ်။ဒေသခံတူကတော့ပျက်စီးသွားတဲ့မိုးကောင်းတရားကိုစစ်ကောင်စီကဘေးလီတရားမထိုးပဲ ပိုက်လုံးထည့်ပြီးမြေပို့ကကားကြီးတွေကအစဖြတ်တန်းတော်လာခွင့်ပေးအပ်ထားတယ်လို့ပြောပါတယ်။ကားကြီးနဲ့ပို့သွားတယ်မင်းရဲ့ညနေကဘေးနားကြီးတော့ဒီလိုမတို့တော့ဘာဘာ ိုက်လုံးပိုက်လုံးသေးတာပေါ့နော်ပိုက်လုံးသေးပြီးအပွားမြေသားလဲဟိုကကြောက်နေတိတ်ထားတာပေါ့ကားကြီးတွေရောအကုန်လုံးပြတ်လို့ရတယ်မိုးကောင်းတရဟာမိုးတွင်ရေကြီးချိန်တွေမှာလမ်းရေကျော်တက်တဲ့အခြေအနေရှိတာကြောင့်တရားချိန်ပြီးမဆောက်လုံနိုင်ပါကမိုးရင်းကာလမှာဖြတ်တန်းသွားလာဖို့ခက်ခဲရှိနိုင်တယ်လို့သူကဆက်ပြောပါတယ်။မိုးကောင်းတရာပျက်စီးစဉ်ကခီးသွားကာသေးတချို့ဟာတထုံဘီးလင်း ခရိုင်ချင်းဆက်လမ်းဖြစ်တဲ့အတွက်ကြိုက်ကော ရွှေအောင်ပြကြီးရွာချင်းဆက်လမ်းပိုင်းကနေသွားလာခဲ့ရပြီးကာကြီးချို့တော့ရက်တန်ဆောင်ဆန်းနေခဲ့ရတာပါ။မိုးကောင်းထရာဟာပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ကပထမကြိမ်မိုင်းခွဲဖြစ်စီခံရတာကြောင့်တရားပါဝင်အနီးဝန်းကျင်ရှိ နေတဲ့လုံးနဲ့ဈေးဆိုင်ကန်းချို့ဖြစ်စီခဲ့ရတာပါ။မိုင်းခွဲဖြစ်စီခံရတဲ့မိုးကောင်းထရာဟာရန်ကုန်မော်လမြိုင်ကလမပေါ်မှာတည်ရှိပြီးတောင်ပိုင်းဒေသရဲ့ပို့ကုံသွင်းကုံတင်ပို့ရာအဓိကလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်